ဘဝဆိုတာမလွယ်ကူဘူးလောကကြီးကမတရားဘူးငါမှမဘာလို့ဒီလိုမကောင်းတာတွေလာဖြစ်နေရတာလဲငါဟာအနေငယ်တယောက်ပါငါဟာတားကောင်တယောက်ပါအဲ့လိုစကားမျိုးတွေကိုကိုကိုပြောမိနေပြီလားပြောမိနေရဲ့ဆိုရင်တော့ကိုဟာတေချာပေါင်းထောင်ချောက်ထဲကိုရှင်းနေတာဖြစ်နေပြီကိုဟာထောင်ချောက်ထဲမှာမျက်ရည်ပြဆက်တည်နေနေနေတာဖြစ်နေပြီအဲ့ဒီထောင်ချောက်ထဲကိုရောက်သွားရင်တော့ဘဝက သိပြီသားမှတ်တော့အဲ့ဒါ၄စွာဘဝဆိုတာစူးစားနေတဲ့သူတွေအတွက်စုတွေပေးနေတဲ့နေရာဖြစ်တယ်လောကကြီးရဲ့မတရားမှုတွေကိုကြော်ဖြတ်ပြီးတော့မှငါ့ရဲ့တရားမျှတမှုကိုငါကိုယ်တိုင်ရယူမယ်အဘာတွေလုပ်လို့ရမလဲဆိုတာကိုငါတွေးမယ်ငါကငါဂရီပေးမယ်ဒီနေ့ဟာမနေ့ကတည်းကပို့ပြီးတော့ကောင်းရမယ်ဆိုပြီးတော့မှဂရီပေးမယ်ဆိုးတာတွေတွေ့ရင် ကောင်းတာတွေရတော့မယ်ပို့ဆိုးတာတွေတွေ့ရင် ပို့ကောင်းတာတွေရတော့မယ်အဆိုးဆုံးတွေတွေ့ရင်အကောင်းဆုံးတွေ ရတော့မယ်သူတို့အောင်မြင်မှုတို့ချမ်းသာကြွယ်ဝမှုတို့ကြီးပွားတိုးတက်မှုတို့စိတ်ချမ်းသာမှုတို့ကားတယ်သူတို့ကံတရားမဟုတ်ပါဘူးအဲ့ဒါကဘာလဲဆိုတော့ရွေးချယ်မှုပါတယ်အကယ်၍ဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမျိုးဆိုတော့အောင်မြင်ခြင်းနဲ့ကြီးပွားတိုးတက်ခြင်းနဲ့ချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ရွေးချယ်လို့ရပါတယ် ဲ့တော့ကျွန်တော်တို့ခုလို့ရှင်းနေတဲ့အနေအထားမှာကျွန်တော်တို့ရွေးချယ်လို့ရတာနှစ်ခုရှိတယ်တဲ့နံပါတ်1ကတော့ကျွန်တော်တို့ခြေလန်းတလန်းတိုးပြီးတော့မှတိုးထက်အောင်မြင်အောင်လုပ်ပါလားဒါမှမဟုတ်နောက်ကိုခြေလန်းတလန်းဆုပ်ပြီးတော့မှလုံခြုံမှုကိုရှာမှလားဆိုတဲ့ရွေးချယ်မှုတစ်ခုပါအဲ့ဒီဗီဒီယိုကြည့်နေလူငယ်နဲ့မိရှုကိုတော့ကျွန်တော်အကြံပြုချင်တာကတော့မလုပ်ရမလဲဆိုတော့ရှေ့ကိုတလန်းတိုးပြီးတော့မှကြီးပွားတိုးထက်မှုကိုယူပါ